ကိုကအခုရောက်နေတဲ့နေပဲဒါမှမဟုတ်ကိုလုံနေတဲ့စီးပွားရေးမှာကိုကတံပိုးကြီးပြီးတော့မှအလေးစားခံရတဲ့ကိုရဲ့ industry တွေကကိုကိုလေးစားတဲ့ကိုကအလေးစားခံရတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ဒီအချက်၄ချက်ကတိတ်ကိုအရေးကြီးပါတယ်အဲ့ဒီ၄ချက်ကလည်းကျွန်တော်ဘယ်ရရတာလဲဆိုတော့ချင်းသေးတွေစီကနေပြီးတော့မှရထားတဲ့အချက်၄ချက်ပါ အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ working professional တွေပဲဖြစ်ဖြစ် business owner တွေပဲဖြစ်ဖြစ်ကိုကတံပိုးကြီးပြီးတော့မှအလေးစားခံရတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့သိကြတယ်ဒီဗီဒီယိုကိုကျွန်တော်အဆုံးထိအောင်ကြည့်ပေးရမယ်အဲ့တော့ကျွန်တော်တို့ကြည့်ကြအောင်နော်အဲ့တော့ကျွန်တော်တို့ရှင်သိဆိုလို့ရှိရင်တောထဲမှာနေတဲ့တောဘရင်ဆိုပြီးတော့မှတို့ပြောကြတယ်ရှင်သိဆိုလို့ရှိရင်အဲ့ထက်မှရှိတဲ့တရိတ်ဆန်တွေဒီ inspire ဖြစ်တဲ့ကြောက်လဲကြောက်ရတယ်နော်သူ့ရဲ့ region နဲ့သူ့ရဲ့နေမြေတွေကိုသွားပြီးတော့မှကျူးကျော်လို့မရအောင်အဲ့တော့ ဒါကြောင့်မို့ကျွန်တော်တို့ချင်းသေးကိုတောပင်းလို့ခေါ်တာအဲ့တော့ချင်းသေးစီကနေပြီးတော့မှကျွန်တော်တို့ခုနပြောတဲ့လုပ်ငန်းရှင်တွေအတွက် pro working professional တွေအတွက်လေ့လာလို့ရတဲ့အချက်၄ချက်ရှိတယ်။နံပါတ်၁ချက်ကဘာလဲဆိုတော့ချင်းသေးတွေကအမဲလိုက်တဲ့အခါမှာတအားစိတ်ရှိတယ်သူတို့ကစိတ်ရှိတယ်စိတ်ရှိပြီးတော့မှသူကဒီသူတို့မဲလိုက်မဲ့အရာပေါ်မှာပဲ focus ထားပြီးတော့မှ patient ဖြစ်တယ်ပြီးတော့အခွင့်အလန်းတွေเนาะသူစားရမဲ့တားကောင်ကိုသူကစောင့်နေတာဘလို့ဘလို့တိုက်ခိုက်ရင်ကောင်းမလဲ အဲ့တော့အရေးကြီးတာဒီကျွန်တော်နံပါတ်1ချင်းလေးတွေစီမှာရှိတဲ့ quality တွေပါလဲဆိုတော့စိတ်ရှိတယ်သူတို့စားမဲ့သားကောင်ပေါ်မှာ focus ထားပြီးတော့မှအခွင့်အလမ်းရတဲ့အချိန်မှာရသလိုယူလိုက်တယ်ဒါနံပါတ်1ချက်အဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းဘာလို့ရမလဲဆိုတော့ကိုဒီစီဝိုင်းလုပ်ငန်းတစ်ခုမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်မှာပဲဖြစ်ဖြစ်ဘာလို့ရမလဲဆိုတော့စိတ်ရှိပါနော်စိတ်ရှိပါတီးခံပါပြီးရင်အခွင့်အလမ်းတွေကိုကျွန်တော်တို့စောင့်ကြည့်ပါအခွင့်အလမ်းတွေရပြီဆိုတော့အဲ့ဒီအခွင့်အလမ်းတွေကိုရအောင်သိမ့်ပိုင်နိုင်ဖို့ကျွန်တော်တို့အရေးကြီးတယ်ဒါဒီနံပါတ်1ချက် နံပါတ်2တစ်ချက်ကတော့ချင်းသေးတွေဒီအမြဲတမ်းသူတို့ကိုသူတို့ယုံကြည်မှုအမြဲတမ်းရှိတယ်။ confidence ရှိတယ်ပြီးတော့ရဲရင်တယ်။အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ယုံကြည်မှုကိုကိုကိုအပြည့်နဲ့အလုပ်လုပ်ပါ။ဘာပဲလုပ်လို့ confidence level အပြည့်နဲ့လုပ်ပါ။ over confidence တော့မဖြစ်စေနဲ့။ no confidence level အပြည့်နဲ့ကျွန်တော်တို့လုပ်မယ်။ပြီးရင်ကျွန်တော်တို့ဘာလို့ဆိုတော့ရဲရဲရင်ရင်လုပ်မယ်။ကိုယ့်ရဲ့အလုပ်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ industry ထဲမှာပဲဖြစ်ဖြစ် ဒါကျွန်တော်အရေးကြီးတယ် confidence ရှိဖို့အရေးကြီးတယ်နံပါတ်3ချင်းသေးတွေဆီယာလေးလာခွင့်ရတာပါလဲဆိုတော့သူတို့တွေဒီကာကွယ်စောင့်ရှောက်တဲ့သူတွေဖြစ်တယ်ဘာလို့ဆိုတော့သူတို့ရဲ့ဟလာ area ကိုသူတို့ကာကွယ်ထားတယ်သူတို့လက်အောက်မှာရှိတဲ့เนาะဟလာဒီချင်းသေးအတိုင်းဝိုင်းကိုသူတို့ကာကွယ်ထားတယ် protector လို့ခေါ်တာပေါ့အဲ့တော့ဒီ video ကြည့်နေတဲ့လုပ်ငန်းရှင်တွေရောမိတ်ဆွေတွေရောဘာလို့ ਆ မလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိုကိုကိုယ်တိုင်ကာကွယ်ပါ protect လုပ်ပါကာကွယ်ပါ ပြီးရင်ကိုယ့်ကိုယ်ကိုယ်လည်းကျွန်တော်တို့ကာကွယ်ထားပါ personal development တွေလုပ်ပါလေလာသိယူမှုတွေလုပ်ပါကိုယ့်အတွက်ဟာလာကျွန်တော်တို့ကျန်းမာစေမယ့်အရာတွေကိုယ်စိတ်ချမ်းသာစေမယ့်အရာတွေလုပ်ပြီးတော့မှကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်ရမှာဖြစ်တယ်လို့ကိုယ့်ရဲ့လုပ်ငန်းကိုလည်းကျွန်တော်တို့ကာကွယ်ရပါလိမ့်မယ် protect လုပ်ရပါလိမ့်မယ်နံပါတ်လေးတစ်ချက်ကတော့အရင်ရေးကြည့်ပါရဲအဲ့ဒါပါလဲဆိုတော့ရှင်သေးတွေဒီ leader တွေပါခေါင်းဆောင်တွေဖြစ်ပါတယ်အသူတို့ကဘလို့ပုံစံမျိုးနဲ့ခေါင်းဆောင်လဲဆိုတော့ lead by example သူတို့ကနေရှေ့ကနေလှုပ်ပြပြီးတော့မှမပါလို့လဲဆိုတော့ ဥဆောင်သွားတာနော်အဲ့တော့သူတို့ဒီရဲရင်နဲ့တိုက်ခိုက်နိုင်တဲ့အရေးအချင်းရှိတယ်သူတို့ကိုသူတို့ယုံကြည်မှုအပြည့်ရှိတယ်ဒါဒီကျွန်တော်တို့ပါလဲဆိုတော့သူတို့ဒီ leader အနေနဲ့ယက်တည်နေတာပါသူတို့ဟလာ follower အနေနဲ့နေတာမဟုတ်ပါဘူးအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေရောကိုယ်ဒီဘာလို့ ਆ မဆိုကိုကိုကိုခေါင်းဆောင်တယောက်အနေနဲ့ခံယူထားပါနော် leader တယောက်အနေနဲ့သတ်မှတ်ထားပါ ော်တချို့တွေရှိတယ်เนาะလုပ်ငန်းရှင်တွေဖြစ်တယ်ဒါပေမဲ့ leader role ကိုယူမထားဘဲနဲ့ follower role ကိုယူထားတဲ့အတွက်လုပ်ငန်းတွေမှာကျွန်တော်တို့မအောင်မြင်တာဒါမျိုးတွေရှိပါတယ်အဲ့တော့ leader တယောက်အနေနဲ့ခံယူထားပါဒါကတော့ကျွန်တော်တို့ရှင်သေးတွေစီကနေပြီးတော့မှရတဲ့အချက်ဟလာလေ့လာခွင့်ရတဲ့အချက်၄ချက်ဖြစ်ပါတယ်ဒီ၄ချက်ထဲကဘယ်တစ်ချက်ကိုမျိုးကိုသဘောအကျဆုံးလဲ comment မှာရေးလို့ရရင်ရေးပြပါဦးဒီဗီဒီယိုဆုံးချောက်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုကြံလေးအောင်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ